င်္ဂါပါရှင်။တဝဲဝါရှက်တပတ်တွင်တင်းတင်းလိုက်တည်တင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော့ရှင်ပါ။အခုတပတ်မှာတော့အော်တိုဘလ24ရက်နေ့ကနေ30ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းတင်းလိုက်အတိုင်းအတွင်းတည်တင်းတွေကိုတင်ဆက်သွားဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်တည်တင်းတွေကတော့တဝဲမြို့မှာကလေးတွေကိုတောင်းရန်ခိုင်းစေတာပုံများလာတဲ့အကြောင်းတဝဲအထူးစီးပွားရေးဆောင်နဲ့တိုက်ပွဲဖြစ်ပြီးဆီယနာရှင်တက်ကနေ30ကျော်ကိုမိရှုတဲ့တည်တင်း ဆရာနာရှင်တက်ပြတဲ့လက်နေကြီးကြောင့်ကလေးနှစ်ဦးအပါအဝင်ဒေသခံခုနှစ်ဦးဒဏ်ရာရတဲ့အကြောင်းအပါအဝင်တပတ်တွင်တည်တွင်ကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးတင်ပေးပို့ချက်အဖြစ်အိမ်တကာဝရောက်လာတဲ့မိမျိုးမိုင်းအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။တဝယ်မြို့ပေါ်မှာကလေးတွေကိုတောင်းရန်ခိုင်းစေတာဖိအားပေးငွေရှာခိုင်းတာတွေအခုနှစ်မှာပုံများလာတယ်လို့မြို့ခန့်တွေကပြောပါဗျ။တည်တင်အပြည့်အစုံကိုတဝယ်ဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ဒွေမျိုးပေါ်မှာကလေးတွေကိုတောင်းရခိုက်စေတာဖိအားပေးစေခိုင်းတာတွေအခုနှစ်မှာပုံများလာတယ်လို့မြို့ကန်တွေကပြောပါတယ်မြို့တွေကလက်ပီဆိုင်ဈေးနဲ့လမ်းဆိုလမ်းခွာတွေမှာ ကလေးတွေအစုအဖွဲ့လိုက်တောင်းရစားတောက်တဲ့ကလေးတငယ်တွေကိုအရင်နှစ်တွေကထဲပို့တွေ့လာရတယ်လို့ဆိုပါတယ်တောင်းရစားတောက်နေတဲ့ကလေးများစုကအသက်6နှစ်အရွယ်ကနေ16နှစ်အရွယ်ထိရှိကြပြီး မေဂရီယောယောက်ျားလေးတွေပါပေါင်ကြတယ်လို့မြို့ခံချို့ကပြောပါတယ်။ဒွေမျိုးပေါ်ရှိလက်ပီဆိုင်တစ်ဆိုင်မှာလာရောက်တောင်းရနေတဲ့ကလေးငယ်တူကိုမင်းမြန်းစာမှာတော့လောင်မျိုးနေပတ်တင်ရွာကဖြစ်ပြီးအဖွားဖြစ်သူကခြေချောက်စီခိုင်လို့နေ့တိုင်းတောင်းရပေးနေရတယ်လို့မြို့ခံတူကပြောပါတယ်။ဒွေမျိုးပတ်လန်နေဖရာကြီးလန်တော့မှာဆိုရင်လေ အင်းကကစုံရွက်တဲ့ကလေးနှစ်ဦးပဲရှိတာကနေအခုနှစ်မှာတော့အနေဆိုလေးဦးအထိတွေ့လာရတယ်လို့မြို့ခံတွေကပြောပါတယ်။ဒါပြင်ဒွေမျိုးပေါ်မှာကလေးတွေအုပ်စုဖွဲ့ပြီးဈေးဆိုင်တွေနဲ့ဈေးခွန်တွေကိုလိမ့်နံဖောက်ထွင်းနေရှိတယ်လို့ဆိုပါတယ်။အဲ့ဒီကလေးတွေကဈေးတွေမှာနေတိုင်းကျစားလေးရှိပြီးညာဘက်တွေမှာဈေးဆိုင်တွေကို ဖောက်ထွင်းကစားထောက်ကိုပြည့်စုံလေးခိုးယူပြီး အခြားနေရာတွေမှာပြန်ပြီးရောင်းချလိရှိတယ်လို့ဈေးဆိုင်ဖောက်တွင်ခိုယူခံရဖူးတဲ့ဈေးတဲတို့ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေဖြူမြို့နယ်မှာရှိတဲ့ဒဝဲအထူးစည်းပွားရေးဆောင်အတွင်းဆီယနာရှင်တက်နဲ့တော်လန်ရေးတက်တို့တိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆီယနာရှင်တက်ကခမန်းချောင်းနဲ့ဝက်ချောင်းရွာကနေအိမ်30ကျော်ကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ဒီသတင်းကိုတော့ဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ရေဖြူမြို့နယ်ရှိဒဝဲထူးစီးပွားရေးဆောင်တွင်စစ်နာရှင်တပ်နှင့်တော်လိုင်းတပ်တို့တိုက်ပွဲဖြစ်ပြီးနောက်စစ်နာရှင်တပ်ကခမောင်းချောင်းနဲ့ဝက်ချောင်းရွာကနေ30ကျော်ကိုမိရှုဖြစ်စီခဲ့ပါတယ်။အင်အား100နီးပါးရှိတဲ့စစ်နာရှင်တပ်စစ်ကြောင်းဟာအော်တိုဘားလ16ရက်နေ့ညနေပိုင်းမှာရေဖြူမြို့နယ်ဒါလောင်ရွာဘက်ကနေခမောင်းချောင်းရွာဘက်ရောက်ရှိချိန်ခမောင်းချောင်းနဲ့ဝက်ချောင်းရွာကြားမှာတော်လိုင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပြီးနောက်ဆန္ဒရှိတပ်ကခမောင်းချောင်းရွာရှိနေကိုးဆောင်ကိုမိရှုဖြစ်စီခဲ့ပြီးနောက်တရက်မှလည်းရွာချင်းကန့်နေတဲ့ဝက်ချောင်းရွာကနေခုနှဆောင်ကိုမိရှုခဲ့တယ်လို့ဆိုပါတယ်။ဆန္ဒရှိတပ်ဟာအခုလအတွင်းဒွေထူးစီပွားရေးစုထဲမှာအင်အားအမြောက်များဖြည့်တင်ထားတာပါ။ဒီလိုအင်အားဖြည့်တင်ပြီးထိုင်းနိုင်ငံနဲ့ဒွေထူးစီးပွားရေးစုရင်းနှစ်စိတ်ကန်းကိုဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမကိုလည်းပြင်ဆင်နေလို့ဒေသခံတွေကပြောပါဗျ။ပြင်ဆင်နေတဲ့လမ်းတစ်လျှောက်မှာလည်းဆန်နာရှင်တပ်သားအင်အား900လောက်ခြားထားတယ်လို့ဆိုပါဗျ။ အော်တိုဘာလ25ရက်နေ့ကလည်းဒဝဲထူးစီးပွားရေးဆိုအေဒီယာရှိလမ်းမပေါ်မှာစစ်နာရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့ထိထူးပစ်ခတ်မှုထပ်ဖြစ်ခဲ့ပါတယ်။တပတ်အတွင်းသတင်းတူတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တဲချောင်းမြွနဲ့မြေတူရဲသွားပြီးအောင်စူလန်းပေါ်မှာရှိတဲ့လဘကြီးရွာမှာအော်တိုဘားလ23ရက်နေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်အာဏာရှင်တပ်ကနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။ တဲချောင်းမြို့အထက်ဆင်ကူးရွာကနေအောက်ပိုင်းကျေးရွာတွေကိုစစ်အနာရှင်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်အော်တိုဘလ22ရက်နေ့ကစပြီးမြို့တွယ်ကားလမ်းကိုတော်လှန်ရေးတပ်တွေကပိတ်ဆို့ထားတာပါအော်တိုဘလ23ရက်နေ့မှာတော့နှစ်ဖက်ပစ်ခတ်မှုဆက်ဖြစ်ပြီးတဲ့နောက်စစ်အနာရှင်တပ်ကလဘရွာကနေရင်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲကြောင့်လဘအစင်ကျန်းပဒိုင်းစားတဲ့ကျေးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တနင်္လာရီတိုင်းထဲမှာရှိတဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးနဲ့နန်းဆက်ကုံသွေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက်ဆရာနာရှင်တက်ကအင်အားအလုံးအရင်တုံးပြူပြီးစစ်ကြောင်းထိုးနေပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းမှာရှိတဲ့တနင်္လာရီမျိုးနဲ့တိန်ခွန်းရွာနယ်အနီးဝန်းကျင်ကိုဆရာနာရှင်တက်ကတရက်အတွင်းလေကြောင်းကနေနှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါဗျ။အော်တိုဘလ22ရက်နေ့မနေ့မှာတိန်ခွန်းရွာအနီးတိုက်ပွဲဖြစ်နေတဲ့ area ကိုဂျက်တိုက်လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်တယ်လို့မွန်လွယ်ပိုင်းမှာလည်းထပ်ပြီးဘုံကျဲခဲ့တာပါ အော်တိုဘားလ22ရက်နေ့ကလည်းဆီယန္နာရှင်တက်ကတင်ခုံးရဝန်းကျင်ကိုဖုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။တော်လရေးတက်တွေထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်မော်တော်မျိုးကိုတွားရလန်းတလျှောက်ကိုဆီယန္နာရှင်တက်ကပြန်လည်ထိန်းချုပ်နိုင်ဖို့အင်အားများပြသုံးပြီးစစ်ကြောင်းထိုးနေတာဆယ်လာနီးပါးကြာနေပြီဖြစ်ပေမဲ့ရှေ့ဆက်မတိုးနိုင်ပဲတင်ခုံးရနားမှာပဲရက်တက်နေပါတယ်။ဒီလိုစစ်ကြောင်းထိုးနေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်တာတွေလည်းခက်စစ်စစ်လှုပ်ဆောင်နေပါဗျ။နောက်ထပ်တဲ့တင်ပုတ်ကတော့ ပလောမြို့ကျောက်စရက်ွက်မှာရှိတဲ့ဆင်ယနာရှင်တက်စစ်စေးရေးဂိတ်မှာစစ်ကွန်မရှင်ခတ်ရက်ွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ဆင်ယနာရှင်တက်သားတဦးပြစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်။အော်တိုဘလ23ရက်နေ့မနေ့မှာလက်နက်ကင်အဖွဲ့တစ်ခုကဝင်ရောက်ပြစ်ခတ်လို့ပလောမြို့အမှတ်၄ရက်ွက်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနဲ့ဆင်ယနာရှင်တက်သားတဦးသေဆုံးသွားတာလို့ဒေသခံတချို့ကပြောပါတယ်။ကျောက်စရွက်ကဆင်ရနာရှင်စစ်စေးခေကလက်ကိုရွာကနေပလောမြအဝင်လမ်းပေါ်မှာတည်ရှိပြီးအမှတ်285ဆင်ရနာရှင်တက်ရင်နဲ့နှီးတယ်လို့ဆိုပါရတယ်။ အဲ့ဒီစစ်စရေးဂိတ်ကမြို့နယ်အနေနဲ့အလံဝေးတဲ့အတွက်ပြစ်ခတ်ခံရမှုအသေးစိတ်အခြေအနေကိုမသိရဘူးလို့ဒေသခံတွေကပြောပါဗျ။ပြည်ခရီးဖေဗူလာကလည်းပလောမျိုးပေါ်မှာရှိတဲ့စစ်ကောင်မရှင်ခန့်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုဦးတန်းဝင်းကိုတော်လိုင်းတက်တွေကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးမှုဦးထွန်မြင့်နဲ့တားဖြစ်သူစာတိုက်စာရေးဦးဝင်းမင်းထွန်းကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့လောင်လုံးမျိုးနယ်ကြောက်စင်ကျေးရွာအုပ်စုမှာဆေးရနာရှင်တက်တဲ့တော်လိုင်းပူပေါင်းတက်တို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အင်အား100လောက်ရှိတဲ့ဆေးရနာရှင်တက်စစ်ကြောင်းဟာအော်တိုဘားလ22ရက်နဲ့22ရက်နေ့ညနေပိုင်းမှာသဘောဆိတ်ပြင်ကြီးရွာဘက်ကနေကရင်ကြီးရွာနဲ့ကမ်ပဏီရွာဘက်ထွက်လာချိန်တော်လှန်ရေးတပ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုနှစ်ရက်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။အော်တိုဘားလ20ရက်နေ့နဲ့22ရက်နေ့အတွင်းဖမ်းဆီးခဲ့တဲ့ဒေသခံစစ်ပေးရှောင်း30ကျော်ဟာအော်တိုဘားလ23ရက်နေ့မှာပြန်လည်လွတ်မြောက်လာပါရယ်။ ဖမ်းထားတဲ့ဒေသခံတွေကိုပြန်လွှတ်ပေးတဲ့နောက်ဆေးရနာရှင်တက်စစ်ကြောင်းကကမ်ပဏီရွာနဲ့ပညစ်ကျေးရွာကြောင်းကိုဆက်လက်ထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါရတယ်။အဲ့ဒီစစ်ကြောင်းကလောင်လုံးကျုံးဆွယ်ရဲ့ကံရုံနဲ့တခြားမှာဆက်ရှိနေတာကြောင့်ကမ်ပဏီရွာနဲ့ပညစ်ရွာကတိတောက်ခန့်တွေနေရဆုံးခွာထပ်ပြေးနေကြရပါတယ်။တနင်္သာရီမြို့နယ်ဖာနေကျေးရွာမှာဆေးအနာရှင်တက်ရဲ့အမှတ်956ချင်းမြန်တက်ရင်ကပြစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲလို့ကလေးနှစ်ဦးအပါအဝင်တိတောက်ခန့်ခုနှစ်ဦးတန်ရာရောက်သွားပါတယ်။ အော်တိုဘာလ22ရက်နေ့ည9နာရီလောက်မှာစစ်ဝဲရွာအခြေဆိုင်ခမရ956ကလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်ရာဖာနေရွာထဲကလူနေအိမ်နားကိုကြားရောက်ပောက်ကွဲလို့ကလေး2ဦးအပါအဝင်အမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးထဏ်ရာရောက်သွားတာပါအသက်62နှစ်အရွယ်အမျိုးသမီးကြီး2ဦးလက်တစ်ဖက်ပြတ်သွားပြီးဝမ်းပိုက်မှာလည်းကြီးစားထိမှန်ခဲ့တယ်လို့ဆိုပါတယ်အသက်50အရွယ်အမျိုးသား2ဦးကတော့ပေါင်အယိုးကျိုးကစိုးရိမ်ရပြီးကလေး2ဦးအပါအဝင်ကျန်9ဦးကတော့ကြီးအဆဆင်ပြီးထဏ်ရာရောက်ခဲ့တယ်လို့ဆိုပါတယ် အော်တိုဘား24ရက်နေ့ကလည်းဆေးရနာရှင်တက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံချတာတွေကြောင့်တနင်္လာရီမြို့နယ်နဲ့မြို့မြို့နယ်ကကလေးတအုပ်အပါအဝင်အရက်သား3ဦးထဏ်ရာရသွားပါတယ်။တပတ်အတွင်းသတင်းတူတွေကို နားဆင်ခဲ့ရတာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးဖို့ချက်ဖြစ်တဲ့အင်တကာဝရောက်လာတဲ့မိမျိုးမိုင်းအကြောင်းကိုတော့ဒဝေဝါရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာဖြစ်ပါတယ်။လုံးဝမျောလင့်မထားတဲ့ဖြစ်ပျက်တစ်ခုကိုနှစ်ဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတဲ့မမိုးခိုင်တို့ဇနီးမောင်နှံက အခုထိသွေးပြက်ကြောက်လန့်နေပါဗျ။နေကင်ကနေ9မိုင်လောက်ဝေးတဲ့ကလျောင်မြို့ကဈေးမှာဈေးဝယ်ပြီးစိုက်ကယ်နဲ့အပြန်လမ်းမပေါ်မှာပဲမြေမြုံမိုင်းငင်းမိခဲ့တာပါ။ရန်ကုန်တဝယ်ပြည်တော်စုလမ်းပေါ်မှာစီးလာတဲ့စိုက်ကယ်အရှိဘင်းကမြေမြုံမိုင်းနင်းမိလို့အမျိုးသားဖြစ်သူရဲ့ဖဲချစ်တော့အယိုးတွေကျိုးကျသွားတယ်လို့မမိုးခိုင်ကိုတိုင်လဲပေါမမိုင်းအဆဆင်လို့ငါးချက်တိတိချုပ်လိုက်ရပါတယ် မမိုးခန်တို့ဇနီးမောင်နှံတေကံမရောက်ခဲ့တဲ့ဖြစ်စဉ်ကအခုနှစ်ဩဂုတ်လပိုင်းမှာဖြစ်သွားခဲ့တာပါ။အာနာမသိန်းခင်ကဆိုရင်လူသူအလှမ်းဝေးတဲ့တောတောင်တွေထဲမှာပဲရှိတတ်တဲ့ညီမြုပ်မိုင်းတွေကအခုချိန်မှာတော့ပြည်တော်စုလမ်းမပေါ်ရောက်လာတယ်လို့လူနေအိမ်တွေနဲ့ဥယျာဉ်ခြံတွေထဲရောက်ရှိလာပါပြီ။ဒီလိုအချိန်တွေကြောက်လဲတနင်္လာရီတိုင်းမှာအရသားတွေညီမြုပ်မိုင်းနေမိတဲ့အကျင့်ကြီးများလာနေပါတယ်။ FE5 တနင်္လာရီသူတည်တနာအဖွဲ့ရဲ့အစီရင်ခံစာတွေအရ အခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လတာအကလအတွင်းအရသားတွေမိုင်းနှိမ့်တဲ့ဖြစ်စဉ်24ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။မမိုးခိုင်တို့ဇနီးမောင်နှံမှာလည်းမိုင်းထိတဲ့ဒဏ်ရာကြောင့်အမျိုးသားဖြစ်သူရဲ့ချစ်တော်ဒဏ်ရာရသွားလို့အလုံးမလုံးနိုင်တာလချီကြလာပြီးစောင့်ဝင်နေရေးအတွက်ပါအခက်တွေ့လာရတယ်လို့ဆိုပါတယ်။ ဒီမယောက်ျားကိုတီးပြထည့်ထားရတယ်ဆိုလို့ရှိရင်ဟိုမိသားစုစာဝန်တွေကြီးကစာကုန်လုံးဝသူ့ကိုပဲအာကိုပြီးနေရတယ်သူတို့လည်းမျိုးဖြစ်သွားတော့ဟိုအာကိုရလည်းမဲသွားတယ်ဆိုတော့နည်းနည်းတော့အားငယ်တယ်သူစိတ်မကောင်းလည်းဖြစ်တော့သူကိုယ်တလားကြော်ပြီးတော့သူကတော့ဆရာဝန်တွေပြောတာတော့2လား3လားလောက်သွားတော့အဲ့လိုမျိုးအလုပ်ပြန်နေပါတယ်မလုံးနဲ့ရောသူတော့ကုလိုလိုပဲတောင်းလို့စာကလုံးဝပြေးမဖောက်သေးဘူးမမိုးခိုင်တို့ဇနီးမောင်နှံမိုင်းနေမိပြီးနောက်တည့်ရမှာပဲ ဆိုင်ကယ်နဲ့လာတဲ့တာမီတာဖ3ဦးအဲ့ဒီနေရာမှာပဲထပ်ပြီးတော့မိုင်းနှင်းမိပြန်ပါတယ်အဲ့ဒီဖြစ်စဉ်မှာတော့မိဘ2ဦးကဒဏ်ရာတွေရသွားပြီးအသက်2နှစ်ကျော်အရွယ်တားဖြစ်သူကတော့တေဆုံးသွားခဲ့ပါတယ် FV5 တနင်္သာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာတွေအရပလောမျိုးနယ်ကရက်သားတွေမြေမြုပ်မိုင်းနှင်းမိတာအများဆုံးဖြစ်ပြီးရေပြူမျိုးနယ်ကတော့ဒုတိယနေရာမှာရှိနေတယ်လို့ဒဝေမျိုးနယ်ကတော့တတိယနေရာမှာရှိနေပါတယ် ကျန်တဲ့မြို့နယ်တွေမှာလည်းရက်သားတွေမြေမြုပ်မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေရှိနေပြီးထိခိုက်သေဆုံးတာတွေလည်းလာတိုင်းကြီးပါရှိနေပါဗျ။မိုင်းနင်းမိတဲ့ဖြစ်စဉ်အများစုက ရွာလန်းတွေ၊ဥယျာဉ်ခြံတွေနဲ့လမ်းမကြီးဘေးတွေမှာဖြစ်ပါတယ်။ဒေါနာတနင်းတိုင်ရေးစစ်ဘေးရှောင်များအထောက်ကူပြုရေးအဖွဲ့ရဲ့မြေပြင်တာဝန်ခံ ကိုယောနာတန်ကလည်းအာနာသိမ့်ပြီး9နှစ်နီးပါးကြာလာချိန်မှာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်ကအတော်လေးကိုကြီးထွားလာတယ်လို့ပြောပါရယ် ဒီလိုမြေမြုပ်မိုင်းတွေနဲ့စစ်တပ်လက်နက်တွေကြောင့်ပြည်သူတွေအနေနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးစားဝတ်နေရေးအတွက်ပါရုန်းကန်ရမှာထိခိုက်ခံစားနေရတယ်လို့ကိုရောနာတန်ကဆိုပါတယ်။ဥယျာဉ်ခြံတွေမှာမှာကျွန်တော်တို့ကအာမြေမြုပ်မိုင်းတွေထောင်ထားလို့ဖြစ်စေဒါမှမဟုတ်တိုက်ပွဲဖြစ်ပွားခဲ့လို့ဖြစ်စေ ဒီဆဲလနဲ့ပစ္စည်းကျွင်းချန်နဲ့မြေမြုပ်မိုင်းတွေကကြံခဲ့တယ်ဆိုတဲ့အနေထားမှာသူတို့ကဒီခြံတွေတဲကိုမဝင်ရဲတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူတို့ရဲ့ဟိုစီးပွားရေးလည်းထိခိုက်လာတယ်ဆိုတော့မိသားစုရဲ့စောင်းနေထိခိုက်လာတာနဲ့များတခြားသောမိသားစုရဲ့ဟိုခြေနေတွေတခြားတစုံလုံးကိုထိခိုက်ပြီးတော့သူတို့လည်းစိတ်ပိုင်းဆိုင်ရာအများကြီးထိခိုက်နေနိုင်ရတယ်မျိုးလည်းရှိတယ်ပေါ့နော်ကိုယောနာတန်ပြောသလိုဗုတ်ပြင်းမျိုးနယ်ထဲကစီအောင်ချံတစ်ခုမှအလုတ်လုံနေတဲ့ဥမျိုးဝင်းကလည်းစာဝင်းနေရေးအတွက်အလုတ်ခွင်ဝင်နေရပေမဲ့ ညမြုံမိုင်းအန်ဒီရဲ့ကိုတော့အမြဲတမ်းစိုးရိမ်ထိတ်လန့်နေရတယ်လို့ဆိုပါရယ်။ဥမျိုးဝင်းကပဲခူးတိုင်းဇာတိရွှေပြောင်းလောက်တာတူဖြစ်ပြီးဗုတ်ပြင်းမျိုးနယ်မှာရှိတဲ့တောင်တကုံစီုံချံမှာစီသီးခူးတဲ့အလုလုံနေတဲ့သူတယောက်ဖြစ်ပါရယ်။ကိုယ်အတန်တရင်မိလုံနေရတာကိုနင်းမိလို့တစ်ခါတည်းသိသွားရင်တော်သည်။ခြေပြက်လက်ပြက်ဒုက္ခိတဘဝနဲ့တသက်လုံးလူမမလို့နေသွားရမှာလေ။ကိုကြောင့်မိသားစုကလည်းအလုပ်ပို့အောင်ပါ။ တိုင်းပြည်မအေးချမ်းတဲ့ကာလတွေမှာလူဖြစ်ရတာကမြင်နိုင်တဲ့အန္တရာယ်ရောမမြင်နိုင်တဲ့အန္တရာယ်ရောကြောက်ရတယ်။အခြေအနေတွေပြန်လဲအေးချမ်းရင်တောင်ဒီမြေမြုံမိုင်းတွေကတော်တော်ဒုက္ခပေးဦးမှာ။ပြည်သူတွေစိုးရိမ်နေရတဲ့ဒီမြေမြုံမိုင်းတွေကဆရာနာရှင်တက်ကအများဆုံးအသုံးပြုလေးရှိတယ်လို့တော်လိုင်းရဲတက်တွေကလည်းအသုံးပြုနေကြတာရှိပါတယ်။အော်တိုဘာလာဆန်းကလည်းတနင်္သာရီမြို့နယ်ကန်းတိုရွာဟောင်းဘက်စစ်တောင်းထိုးလာတဲ့ဆရာနာရှင်တက်ကပြန်ဆုတ်တဲ့အချိန်မှာဥယျံခြံတွေ လမ်းတွေနဲ့နေအိမ်တွေကြားမှာမြေမြုပ်မိုင်းတွေထောင်ထားခဲ့လို့တော်လိုင်းရေးတက်တွေကပြန်ပြီးရှင်းလင်းခဲ့ရတာတွေရှိခဲ့ပါတယ်။ဒါအပြင်ဆရာနာရှင်တက်လာနိုင်တဲ့လမ်းတွေမှာတော်လိုင်းရေးတက်တွေမိုင်းထောင်ထားလို့အရသာတချို့မိုင်းထိတဲ့ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ဒီလိုမျိုးမြေမြုပ်မိုင်းတွေကြောင့်ပြည်သူတွေဒုက္ခတွေ့နေတဲ့အတွက်လက်နက်ကင်ဖွဲ့တွေကဂေယူပြုစီချင်ကြတယ်လို့မမိုးခိုင်ကပြောပါတယ်။ဒါသာရီစီးမှုနဲ့မရှိအောင်လို့ လို့နည်းနည်းလေးတော့အယူဆိုင်နေတာပေါ့ကိုရဲ့ဟိုဘာလို့လဲဆိုတော့ကောင်းဆိုင်ညာဆိုင်နဲ့ပြီးသူတွေအခုဆိုလို့ရှိရင်မတော်ဆိုလို့ရှိရင်လည်းအဲ့လိုပေါ့လားကိုအိမ်တော်ဦးစီးတယောက်ကိုအားကိုးနေနေရတော့သူ့ကိုအိမ်တော်ဦးစီးတယောက်ကအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ဟိုအားလဲနေတယ်ဝမ်းလဲနေတယ်အဲ့လိုမျိုးနောက်တော့အဲ့လိုမျိုးတော့ဖြစ်မျိုးတော့ဘသူ့ကိုမကုတ်လို့မျိုးဘသူ့ကိုကတော့မကြုံနေကျင်တော့ပေါ့ကိုရဲ့တနင်္သာရီတိုင်းသားတွေအရင်ကမတွေ့ကြုံဘူးတဲ့မြေမြုံမိုင်းအန်ဒီရဲ့ဟာအခုဆိုရင်အိမ်တကားဝကိုရောက်နေပါပြီ အေးပြင်းအောင်ရရဲမထွက်နိုင်ကြတော့တဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရတာပါ။ဒါပေမဲ့မြေမြုံမိုင်းတွေအတားဆီးမဲ့ပုံမအသုံးပြုနေတာပဲပိုလောက်လာနေပြီးမြေမြုံမိုင်းအန်ဒီရဲ့ကင်ရှင်ဝေလှုပ်ရှားမှုတွေကိုတော့အမြင်တွေ့ရသေးပါဘူးရှင်။တော်ဝါရှိုင်းတော်သားတွေစီစဉ်တက်ဆက်ထားတဲ့သတင်းတွေကို ရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတင်းတင်းသားရဲ့အတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။